င်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီယာညွှန်ကြားမှုဦးစီးဌာနကနေနိုဝင်ဘာလ10ရက်ဒီဂရီ28ခန်းအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အတောင်ပိုင်းတို့တွင်တိမ်သည့်တင်မှတိမ်ထူရနေပြီးကြံမင်္ဂလားပင်လယ်တွင်တိမ်နေငယ်ဖြစ်ထွန်းနေပါမယ်။ထူးခြားတဲ့အခြေအနေတည်းအနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရထိုင်းနိုင်ငံကုန်းနေပိုင်းဒေသများကိုဖျက်ချော်လျက်ရှိတဲ့လေပြင်းအားနဲ့ဆဲသည့်အနောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးအာရွတ်သွားခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့ညနေထိခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်တိမ်တိမ်တိမ်ဖြစ်ထွန်းပါမယ်။နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတို့တွင်နေရာကွက်ကြားချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျဲကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာဆိတ်ဆိတ်မိုးတီချုံရပါမယ်။ ရွာရလုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရတင်းတင်းနာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင့်ရရှိပြီးအစိုးပါမိုးတိမ်တောင်များရွေရှားရနေရတလျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်း၊မိုးထီကျုံခြင်း၊မိုးကျိုးပြစ်ခြင်း၊လက်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ချုပ်တင်သတိပြုနိုင်ပါရန်ကြံပြုရပါတယ်။ မြန်မာပင်လယ်ပြင်နဲ့မြန်မာကန်ရင်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတကတရံမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းတင်တင်မှာလိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်လေသည်တနအိလ25မိုင်မှမိုင်30ထိတက်ခတ်နိုင်ပါတယ်။လိုင်းမြန်မာမြန်မာကန်ရင်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ပြည်မှ9ပြည်ခန့်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခမ်းမန်းချက်ကတော့ဤပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစစ်စစ်မှနေရာအနှံ့ပြားမိုးထချုံရွာပါမယ်။နေပြည်တော်မန္တလေးမြို့နယ်ဤတစ်ပိုက်တွင်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ရွာအရလုံး60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတစ်ပိုက်တွင်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာအရလုံး80ဖြစ်ပါတယ်ရှင်။